ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမင်္ဂလာပါမျိုးတို့ရေပုံမာတဏီပြို့မှာပါရှိတဲ့စီရင်မရေရန်သူဘေးကြောင့်အပြည့်အလွယ်ဆွေမျိုးကွဲတာပြည်ရေးရခတ်တာကြီးဆိုတဲ့အတိုင်းပဲစီရင်မရေရန်သူဘေးကြောင့်ကျွန်တော်တို့ဒီနေ့လုံးကျွန်တော်တို့နိုင်ငံလုံးဘုပင်တော်ကစိတ်ဒုက္ခဒုက္ခမျိုးစုံရောက်နေတဲ့အချိန်မှာလက်ရှိမှာအာရေဘေးငနေဘေးဆိုတဲ့သဘာဝပြည်ရဲ့နေရာတွေကိုလည်းခံစားနေကြရပါတယ်ဆိုတော့ယခုလိုမျိုးနိုင်ငံမှာသဘာဝဘေးအန္တရာယ်တွေ စစ်မှတ်ဖြစ်ပွားတဲ့စစ်တမ်းလေးစစ်တမ်းရဲ့နောက်ဆက်တွဲအနေနဲ့ငမုံခမတဲ့တန်းကိုသိန်းတို့မြင့်တဲ့တဲ့တန်းယောဂကြီးဖြစ်ပွားတဲ့အခါကုသစရာဆေးဝါးမရှိတဲ့နော်ယောဂဒေးရတဲ့ကြီးကိုကြုံတွေ့နေရတဲ့အချိန်မှာကျမတို့ပြည်သူပြည်သားချင်းချင်းကျမတို့နိုင်ငံသူနိုင်ငံသားချင်းချင်းကျမလူမျိုးဘာသာကြီးထဲမပြောဘူးကျမပြောချင်းစီမြန်မာနိုင်ငံသားကိုကိုကိုငါဟာမြန်မာနိုင်ငံသားဖြစ်တယ်ဆိုတဲ့နှလုံးသားရှိတဲ့လူတိုင်းဟာအချင်းချင်းကျမတို့ကံမဲဆိုတရားလက်ကင်ထားလို့ဖေးမကူကြီးတိုင်းတလား ားငယ်သူအားပေးပါလဲနေသူထူပေးပါခေးမကူညီချင်းဖြင့်စီလုံးညီညွတ်ချင်းဖြင့်ကျမတို့ပြည်တော်စုကို၈၀ရောက်အောင်လို့ကျမတိုက်တွန်းချင်ပါတယ်ဥစွာလက်ရှိအငယ်တော်မှာလက်ရှိကျမတို့နာဆာကိုင်းဆောင်စုဝါနေရေးပေါ်ချင်းဒီကြီးညာပြီးတော့ဒီကဆိုလို့ရှိရင်လည်းပဲဒီပြောကောင်းစီနေမြင်နဲ့ငလင်းတန်ကိုအစိုးရအဆုံးခံလိုက်ရတဲ့မန္တလေးတိုင်းဒေသကြီးဒီနေမေတွေကိုကျမတို့နာဆာကဥက္ကဋ္ဌကျမတို့တက်မလို့ကဝေဦးကြီးကြီးကိုယ်တိုင်တွားရောက်ပြီးတော့ ကူညီကြေးရေးတွေလှုပ်ဆောင်ပေးဖို့လိုအပ်တဲ့နေရာမှာအရေးပေါ်ကူညီကြေးရေးပစ္စည်းတွေထောက်ပံ့ပေးဖို့ဆိုပြီးတော့လိုအပ်သလိုကူညီဆောင်ရွက်ပေးနိုင်ရေးညွှန်ကြားလျက်ရှိတယ်။ညွှန်ကြားပေးခဲ့တယ်ပေါ့နော်။ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်လည်းထိုင်းရောက်ကျွန်တော်တို့ရွှေပြောင်းမြန်မာအလုပ်သမားတွေအာပျက်စီးသူပျက်စီးသူအသေးဆုံးတဲ့လူပြောတာပေါ့နော်။ဒီအသေးဆုံးတဲ့လူထိခိုက်ဒဏ်ရာရတဲ့လူတရှိချိန်ဒီရှာမတွေ့ပဲနဲ့ပျောက်ဆုံးနေတဲ့လူ120ကျော်ရှိရလို့ကြားသိရပါတယ်။သူရွှေဘောင်မြန်မာအလို့သမား120ကျော်အတွက်ကျွန်တော်တို့ထိုင်းနိုင်ငံမှာရှိရနာဆက်ကအစိုးရတန်ယုံကနေပြီးတော့ ထိုင်းအာဏာပိုင်းနေနဲ့တွေ့ဆုံပြီးတော့ဥပဒေကြောင်းရထိုက်တင်ဖက်နဲ့နာကျင်ွေရရှိဖို့ဆောင်ရွက်လျက်ရှိပါတယ်။နောက်ဆက်ကအင်ဆောင်ဆိုးရရဲ့တိုင်ယုံကကိုင်းဆောင်ရွက်ပေးတာပါ။ထိုင်းနိုင်ငံမှာအများဆုံးရှိနေတဲ့ MG ကကိုင်းဆောင်ရွက်ပေးတာမဟုတ်ပါဘူး။ကျမဒီစကားကိုဘာကြောင့်ပြောရလဲဆိုရင်ကျမဒီရေခုရင်းနှီးမနဲ့ပေါ့နော်ကျမရေချိုးမှာပို့လေးတင်လိုက်တယ်ဒါကဘာလဲဆိုတော့ကျမတို့နိုင်ငံကိုဒီပါထောက်ပံ့ကူညီမှုတွေလာရောက်မှု အဲနောက်တစ်ခုကျမတို့နာဆာကအစိုးရကိုယ်တိုင်ကနော်အမေပြင်းမှာအချိန်ကြီးကိုင်းစင်းလေးလာမှုလေးတွေကိုအများသူကစိတ်ဒုက္ခရောက်နေတဲ့ပြည်သူတွေအနေငယ်စိတ်တက်ပါရရရှိခြင်းဟာအစိုးရကအကောင်းဖြစ်ကျမကမျှဝေခြင်းဖြစ်တယ်ဒီပေါ်မှာဒါအစိုးမြဝါဒီတွေကပြည်ပအားကိုးနေတာလားနိုင်ငံကနိုင်ငံခြားကအကူအညီတွေကိုအားကိုးမနေလဲလို့ခြေဘေးတုန်းကပတ်စံလေးနဲ့နင်တို့စစ်တပ်ကခိုးလို့ကုန်ပြီစသည်ဖြင့်ပေါ့နော်အစိုးရကအကောင်းဆိုတာကအဲပြည်ပကလူသက်ပတ်စံလေးကိုခိုးစားဖို့လားဆိုပြီးတော့ တချို့တွေဆိုရှိပါသေးတယ်နော်ဒီလိုမျိုးသဘောဝဘေးအန္တရာယ်ကြီးတွေတနိုင်ငံလုံးမှာစစ်ဘေးတွေဘေးအန္တရာယ်တွေကြုံတွေ့ပြီးအခက်ဒုက္ခကြုံနေတဲ့အချိန်မှာငလင်းနှုတ်တာကိုညမလေးလောက်ရင်မခုံပါဘူးလို့ငလင်းနှုတ်တာကိုမမလောက်ရင်မခုံပါဘူးဆိုတဲ့မရတာယူတယ်လည်းရှိတယ်။ဒါကြောင့်မလို့ဒီကြောင်ရအောင်ထည့်ပြောရခြင်းဖြစ်တယ်နော်ရေဘေးတော့ဆိုလို့ရှိရင်လေရေဘေးတန်တဲ့ဤသူတွေကိုကိုညင်ကယ်ဆယ်ရေးနဲ့ပြန်လဲထူထောင်ရေး ပြည်လဲထူထောင်ရေးလုပ်ပေးခဲ့တာဒီเนาะကျမတို့အရေးကြုံရင်ပြည်သူရှင်မှာအများအားရက်တည်ခဲ့တဲ့တပ်မတော်တာဖြစ်တယ်။ဒါကတိုင်းပြည်ပြည်ကဘာတိကိစ္စအလင်းလဲလို့ရတဲ့ကိစ္စအမှုတို့ဖုံးကွယ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူး။ခင်ဗျားတို့ကိုယ်တိုင်ပြီးတယ်ခင်ဗျားတို့ကိုယ်တိုင်မြင်နေနိုင်ငံမှာရေပေးတဲ့ဖြစ်ခဲ့တဲ့အများဆုံးပြည်လဲထူထောင်ရေးလုပ်ပေးခဲ့တာနာဆာကအစိုးရဖြစ်တယ်။ခင်ဗျားတို့ကိုယ်ခင်ဗျားတို့အထင်ကြီးပြီးခင်ဗျားတို့မြန်မာနိုင်ငံကိုအများဆုံးထိတွေ့ထားတယ်ဆိုရင်အမျိုးကြီးအစိုးရမဟုတ်ပါဘူး။နော်ဒီအကြောင်းအရာကိုသိဖို့လိုတယ်ဒါကအနည်းဆက်ဆုံး နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့ရှေ့မှာဖြစ်ဆင်းရတဲ့ကိုဗစ်ကာလကိုဗစ်ကာလဆိုလို့ရှိရင်လည်းနောက်ဆက်ကအစိုးရကနေနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ကိုဗစ်ကာကွယ်ဆေးတွေရရှိအောင်ဆောင်ရွက်တယ်ကာကွယ်ဆေးတွေထိုးပေးတယ်နောက်ဆုံးမှာနော်ဒေါက်တာအောင်စောတို့ဆိုလို့ရှိရင်လည်းပဲဒီမှာဖန်ဆီးခံအကျဉ်းသားတွေပေါ့နော်ပညာရှင်တွေအကြောင်းမျိုးမျိုးကြောင့်ဖန်ဆီးခံရတဲ့အခါမှာပြန်လွှတ်ပေးတယ်ပြန်လွှတ်ပေးပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့တက်သည့်ပညာရှင်တွေနဲ့နိုင်ငံခြားကအကူအညီတွေနဲ့ပေါင်းပြီးတော့နော်ကိုဗစ်ကာကွယ်ဆေးကိုယ်တိုင်ထုတ်လုပ်နိုင်ခဲ့တယ်ဒါခင်ဗျားတို့ကိုယ်တိုင်ကိုဗစ်ကာကွယ်ဆေးကိုအရှိဆုံးမှတက်စီထိုးခဲ့တာခင်ဗျားတို့အသိဖြစ်တယ် အဲ့ဒီအချိန်တုန်းကလည်းအမှုကြီးကကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကျွန်တော်တို့ကနိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ကိုဗစ်ကာကွယ်ဆေးလေးတန်းထိုးပေးပါမယ်လို့လူထုကိုဝါရမိုက်တိုက်တယ်စစ်တပ်ကကာကွယ်ဆေးထိုးပေးတာကာကွယ်ဆေးထိုးပြီးမှလူကချက်ချင်းလက်ငယ်သေးသွားပါတယ်ဆိုတာမျိုးကြီးခင်ဗျားတို့ဝါရမိုက်တိုက်ခဲ့တာရှိတယ်ဆိုတော့အမှန်တကယ်အရေးကြုံလို့ရှိရင်ပြည်သူနဲ့တသားတည်းရည်တည်ခဲ့တာဒီတက်မတော်တာဖြစ်တယ်ဒါကြောင့်မို့လို့ရှိရင်ဒါကြောင့်မို့လို့လဲကျွန်မကဒီကြောင်းရကိုထည့်ပြီးပြောရခြင်းဖြစ်ပါတယ်နော်ဆိုတော့အာတဘာဘေးရန်တည်းရဲ့တင့်နာခြင်းတူတူကိုကျမတို့ မန်လေးမဟာအမေမှာဆိုလို့ရှိရင်ကျမတို့ဓမ္မစီရာဆောင်ဖို့ပဲဖြေဆိုနေတဲ့တန်ဃာတော်တွေရှိရဲပါဠိပဋ္ဌာန်ပဋ္ဌာန်ပြန်ဖြေဆိုနေကြတဲ့တန်ဃာအာဇာနည်တွေရှိရဲအဲ့ဒီမှာငလှင်တန်ကြောင့်မန်လေးမဟာအမေမြို့နယ်မှာတန်ဃာတော်အပါတထောင်ကျော်ဓမ္မစီရာဆောင်ဖို့ပဲဖြေဆိုနေစဉ်အတွင်းတောင်းဆောင်ပြုကြတဲ့အတွက်တန်ဃာအပါ200ပိတ်မိနေတယ်ဒီလိုအခြေအနေတွေကြတော့เนาะမြန်မာနိုင်ငံရဲ့တရားဝင်ဆိုရပါဆိုတဲ့ NGO ရဲ့ နိုင်ငံသားဝင်ကြီးဒေါ်စမအောင်เนาะလူကပြဝင်ကြီးဝင်းမြတ်အေးကတော့အခုချိန်ကြီးပေါ့မလားဘူးဒေါ်စမအောင်ကဘာပြောလဲဆိုရင်အာဒီငလီနယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့တွေတက်နိုင်တယ်လို့ကူညီပေးနေပါတယ်ပေါ့သူတို့ဘယ်မှာကူညီပေးနေတာဆိုတာမျိုးတွေတွေ့ရတယ်ဝမ်းသာပါတယ်ဒီချိန်မှာဘသူကပဲကူညီကူညီလက်ရှိပြဿနာဒီအနည်းငယ်စိတ်နဲ့အပြားတွေအွာတွေမဆိုင်ဘူးလူသားချင်းစာနာထောက်ထားခြင်းမြန်မာနိုင်ငံသားအချင်းချင်းဆိုတဲ့ကျမတို့ပြည်တော်စုစိတ်တဲ့နယ်သားတဆိုင်နေဒါကြောင့်မလို့ဘသူကိုပဲကူညီကူညီဘသူကပဲကူညီကူညီကျမတို့ကူညီမှုကိုအတိအမဲ့ပြုတယ်သို့တော့ မန်လေးမြို့လယ်ကောင်းကြီးမှာဒီလိုမျိုးတန်ဃာတော်ရေအပားတစ်ထောင်ကျော်စံပိုးပဲဖြည့်ဆို့နေစဉ်အတွင်းတောင်းတိုက်ပြိုကြားမှုကြောင့်တန်ဃာအပား200ပိတ်မိနေရကိုတော့စကားတင်းမှာထည့်မပြောသေးနဲ့မန်လေးလေးမှာပလီပြိုပြီးတော့ပလီပြိုပြီးတော့ဘင်းကလေးတွေပိတ်မိနေတာကိုတော့တခန်းတနာနဲ့စားဖွဲ့ပြီးပြောသွားတာတွေ့ရတယ်ပြည်သူမှပြည်သူတို့ကုညီကြစေရေးပေးကြမယ်ဆိုပြီးတော့ပြောသွားတာလည်းတွေ့ရတယ်။ဆိုတော့သူတို့ကိုထောက်ခံတဲ့ လူတွေရှိကနေအလူငွေကောက်ပြီးတော့သူတို့ကိုထောက်ခံတဲ့လူတွေကိုသူတို့ပြည်သူမှပြည်သူတို့တဆန်ကိုသူတို့ကြားရရကိုယ်စနေလောက်ပြီးတော့အာပြန်လဲထောက်ပံ့ပေးမယ်ဆိုတာမျိုးပြောသွားတယ်ဘသူကပဲဘသူကိုကူညီကူညီပါကောက်မော်နဲ့ကိစ္စဖြစ်တဲ့အတွက်အားပေးပါတယ်ဒီနေရာမှာတခုရှိတာကအာ NUG ကတစ်ချိန်လုံးပြောခဲ့တယ်အဲ့ဒါပါလဲဆိုတော့မေဂန်အစိုးရရှိမှအထာရဲ့မေဂန်ဒေါ်လာတန်တရား ဟောဆိုင်စုကြည်အစိုးရလက်ထက်ကကျွန်တော်တို့မြန်မာနိုင်ငံမြန်မာနိုင်ငံရဲ့အစိုးရကနေပြီးတော့အမေရိကန်ဒေါ်လာတန်တရာအမေရိကန်ဘဏ်မှာအပ်ထားတယ်။အဲ့ဒီပတ်စံတန်တရာကအမေရိကန်ဒေါ်လာတန်တရာကသူတို့အန်ယူဂျီနဲ့အန်ယူဂျီနဲ့ပဲသဆိုင်နေပေါ့စက်တက်နဲ့မသဆိုင်ဘူးဆိုပြောကြတယ်။တကယ်တော့ဒီပတ်စံဒီကျွန်တော်တို့နိုင်ငံတော်ကအနှံထားတာဖြစ်တဲ့အတွက်နိုင်ငံသားအလုံးနဲ့သဆိုင်နေဆိုတော့အခင်ဗျားတို့အနေနဲ့အခုလိုမျိုးသဘာဝဘေးရန်တွေတင်နေတာရေဘေးတုန်းကလည်းအပြည်သူတွေဒုက္ခရောက်တယ်လက်ရှိမှာဆိုလို့ရှိရင်လည်းပဲငလျင်တန်းကြောက်ဒုက္ခရောက်တယ်ခင်ဗျားတို့ဒါအမှန်တကယ်အရေးချင်းရှိတယ်ခင်ဗျားတို့ဒါအမှန်တကယ် အာစိတ်အတာဖြစ်တယ်ဆိုလို့ရှိရင်ကျွန်မဒီကပြောချင်တာကလေစိတ်အတာရဲ့အနှစ်ပါးတာကိုမြင်စေခြင်းလို့ပြောနေရနော်ဒီအကြောင်းအရာကစိတ်အတာဆိုတာပါလေကျွန်မအင်းရဲ့ကတော့စိတ်အတာကြောင့်ပြောဘူးလေနော်အဲစိတ်အတာရဲ့အနှစ်ပါးတာနဲ့ဒီပဲတက်ရောက်မှုကိုသိနေခြင်းနဲ့ဒီမှာစိတ်ဘယ်သူကစိတ်အတာလဲဆိုတာသိလိုက်တာနဲ့အမျှ ကိုယ်အားပေးနေမှုဒီနိုင်ငံတော်ကိုပုံကံမှုဖြစ်နေသလားနိုင်ငံတော်ကိုသစ္စာဖောက်မှုဖြစ်နေလားဆိုတာပေါ်လွန်သွားတယ်ဒါကြောင့်မလို့ state actor ကိုသိစေခြင်းလို့ပြောခြင်းဖြစ်တယ်ဒီအမေရိကန်ဒေါ်လာတန်တရာကိုအဲရယူပြီးတော့ကုညီကယ်ဆယ်ရေးလုပ်ပေးဖို့များအစီအစဉ်မရှိဘူးလားပေါ့နော်ဒါကကျွန်မပြည်သူတယောက်အနေနဲ့မေးခွန်းထုတ်ခြင်းဖြစ်ပါတယ်ဆိုတော့ဝန်သားကြာသတင်းကောင်းလေးပြောပြပါမယ်လက်ရှိအချိန်မှာဆိုလို့ရှိရင်ကျွန်မတို့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံနှစ်နိုင်ငံငလျင်တန်းကြောင့် ဒုက္ခရောက်တဲ့ပြည်သူတွေကိုကူညီကယ်ဆယ်ပေးဖို့အတွက်ကမ္ဘာကုလသမဂ္ဂကနေပြီးတော့ငလျင်တန်းအသင်းမြန်မာနဲ့ထိုင်းနိုင်ငံကိုမိတ်ဒန်ဒေါ်လာ၅တန်းကူညီပေးမယ်လို့ကြားသိရပါတယ်။เนาะဒါအကျွန်တော်တို့အစိုးရကအကောင့်ဖြစ်ပါတယ်။အစိုးရကအကောင့်ဖြစ်ပါရဲ့ကျမတို့နာဆာကအင်ဆောင်ဆိုးရမြန်မာနိုင်ငံရဲ့ state actor ဖြစ်တဲ့အတွက်နာဆာကအင်ဆောင်ဆိုးရကိုကူညီပြီးတော့ချိတ်ဆက်ပြီးတော့ကမ္ဘာကုလသမဂ္ဂကနေပြီးတော့အာကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးမယ်နောက်ဆက်တစ်ခုကတော့ကျမတို့ရုရှား ရုရှားနိုင်ငံကနေပြီးတော့ကုညီကယ်ဆယ်ရေးလေး၂စီးနဲ့နောက်လို့ကုညီကယ်ဆယ်ရေးတမား၁၂၀တို့တို့ညီမကြွားကျင်တဲ့ကျမကြီးပညာရှင်တွေကျမကြီးဆရာဝန်တွေစိတ်ပညာရှင်တွေပေါ့နော်အပါဝင်လူပေါင်း၁၂၀ကျော်ကုညီကယ်ဆယ်ရေးကျမတို့မြန်မာနိုင်ငံကိုဆေးလွှတ်လိုက်ပြီးဖြစ်တယ်။ဒါဟာအရေးတုံလို့ရှိရင်နိုင်ငံကောင်းပြည်သားစွာမဟာမိတ်ပြည်သားစွာကျမတို့အစိုးရရဲ့ကျမတို့နာဆကအစိုးရရဲ့တန်ခင်းတမန်ခင်းကြွယ်ဝမှုကြောင့်ခုလိုမျိုးအရေးတုံလို့ရှိရင်နိုင်ငံတကာနိုင်ငံနဲ့တနိုင်ငံနိုင်ငံကောင်းဆောင်ချင်ချင်းကူညီပြီးတော့ ကယ်ဆယ်ပေးကြခြင်းဖြစ်တယ်။ကျွန်မအဓိကပြောချင်တာကနိုင်ငံကိုကိုစားပြုတဲ့လူအချင်းချင်းကူညီကယ်ဆယ်ပေးခြင်းဖြစ်တယ်။ဒါကြောင့်မလို့နာဆာကအစိုးရကနိုင်ငံကိုကိုစားပြုတဲ့နိုင်ငံတော်ရဲ့ state actor ဖြစ်တဲ့အတွက်ဒီနိုင်ငံကိုစားပြုတဲ့ state actor ကိုကုလသမဂ္ဂကိုယ်တိုင်ကအတိမတ်ပြုထားလို့နော်ကမ္ဘာနိုင်ငံတည်တည်ကအတိမတ်ပြုထားတယ်။ဒီလိုအတိမတ်ပြုထားတဲ့ state actor ကိုခင်ဗျားတို့လက်နက်ကင်ပုံကန်ရင်းခင်ဗျားတို့ကနိုင်ငံတော်သက်ဆိုင်ဖြစ်တယ်။နောက်ထပ်အစိုးရကောင်းကတော့အာငလျင်တန်တင်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကိုကျွန်တော်တို့ ခေါင်းဆောင်ထံကိုတရုတ်တမရရှိချင်းဖြင့်ကိုရိုင်းဖုန်းဆက်ပြီးတော့အာကျမတို့ငလင်းတန်းကြောင်းနဲ့ထိခိုက်မှုများကိုကူညီပေးရန်တရုတ်နိုင်ငံယူနယ်ပြည်နယ်မှကဲဆယ်ရေးနဲ့ရှေးကုဒါရေးအဖွဲ့ဝင်38ဦးခင်ကုန်းပြည်ပဆိုင်ရာ၄စိတ်ကိုရင်းနှီး 29ရက်နေ့မနေ့ရောက်ရှိပါတယ်ပြည်ထောင်နိုင်ငံကလည်းပဲအင်းကြီးချင်းကောင်းပြည်သားစွာမဟာမိတ်ပြည်သားစွာကျွန်တော်တို့ငွေတန်အသိမြန်မာနိုင်ငံကိုကူညီကယ်ဆယ်ပေးမဲ့အဖွဲ့တွေရောက်ရှိနေပြီဖြစ်ပါတယ်နောက်တစ်ခုကအိန္ဒိယနော်အိန္ဒိယလိုတရုတ်လိုဆိုတာကျွန်တော်တို့အင်းကြီးချင်းနိုင်ငံနေလည်းဖြစ်တယ်မဟာမိတ်နိုင်ငံနေလည်းဖြစ်တယ်ကျွန်တော်တို့ဒီနှစ်နိုင်ငံနဲ့တိုက်စီဖြစ်စေမတိုက်စီဖြစ်စေကျွန်တော်တို့ကလိုက်လျောညီထွေအောင်ပေါင်းသင်းဆက်ဆံဖို့လိုပါတယ်နော်အမေကျော်တွေတော်မလုံးနဲ့ဆိုတဲ့ကျွန်တော်တို့ရှေ့စကားအတိုင်းပဲအင်းကြီးချင်းတွေကိုကြော်ပြီးဟိုအဝေးကအမေရန်ကိုသွားပြီးတော့ကျွန်တော်တို့ဟို ေါ်တော့မှမဖို့လို့ပါတယ်လက်ရှိမှာဆိုလို့ရှိရင်လည်းမိခင်ကလည်းကုညီပကယ်ဆဲပေးမယ်ဆိုတဲ့အတန်းကြီးထွက်လာတယ်လက်ရှိမှာမိခင်တမနာဒါဟာမိခင်တမနာတော်နဲ့ဖက်ကန်နေပြီးတော့ငလင်းတန်တဲ့မြန်မာနိုင်ငံကိုကုညီကယ်ဆဲပေးမယ်ဆိုပြီးတော့ကုညီကယ်ဆဲရေးထောက်ပံ့ရေးတစ်စီတွေပို့ဆောင်ပေးမယ်ဆိုပြီးတော့တမနာထရန့်ကိုယ်တိုင်ပြောကြားလိုက်တာရှိပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကိုကုညီကယ်ဆဲပေးတဲ့ကုညီထောက်ပံ့ရေးပေးတဲ့ဘယ်လိုနိုင်ငံမျိုးကိုမဆိုကျွန်တော်တို့ကအနောက်တလုံးစားဘူးသူကျေးဇူးဆိုတဲ့အတိုင်းပဲကျေးဇူးတင်ရမှာဖြစ်တယ်เนาะဆိုတော့အိန္ဒိယကလည်းပဲ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပထမအတုပ်ပထမအတုပ်ဖြစ်နော်ကယ်ဆယ်ရေးပစ္စည်း၊ကုညီကယ်ဆယ်ရေးပစ္စည်းကိုဆောင်းလို့ပါမယ်၊စေဝါးတွေပါမယ်။လက်တော်ကုသစရာပေါ့နော်။အရေးပေါ်အကူအညီလိုအပ်နေတဲ့ပစ္စည်းတန်ချိန်15တန်ပါတဲ့နော်။အဲလက်ရှိကျွန်တော်တို့ရန်ကုန်အပြည်ပြည်ဆိုင်ရာလေးစိတ်ကိုဒီနေ့မနေ့ရောက်ရှိရဲပထမအတုပ်အနေနဲ့15တန်ရောက်ရှိရဲထပ်မံပြီးတော့လဲကုညီကယ်ဆယ်ရေးပစ္စည်းတွေပို့ပေးမယ်လို့ကြားသိရပါတယ်။ဒီတွင်မှာလည်းပဲတက်နေပြီးသူလက်တွဲကြည့်ဘူးဆိုတာနဲ့မိမိတို့နိုင်ရနိုင်ဝန်ထမ်းတာဝန်တွေကိုထမ်းဆောင်ပြီးတော့ ကုညီကစားပေးရရှိတယ်။ကျမကတော့ငလိတန်းစင်ဒေတာနဲ့ပြီးတယ်။ပြီးရခါကျတော့ကျမတက်နိုင်တဲ့နောက်အဲလက်ရှိမှာဆိုလို့ရှိရင်ကျမတို့နော်အရေးတုံလေးအများတန်းရှိကနေရက်တိပေးတဲ့ကျမတို့သားသုံးသားထဲမှာပါတဲ့နော်အတက်မတော်သားပြင်ဖခင်သားတော်ရန်အတန်ကတော်တွေကျမတို့မျိုးသားရုပ်ဆောင်ဆရာတော်တွေမဘာသားဆရာတော်တွေကနေပြီးတော့ငလိတန်းစင်ဒေတာမှာရှိတဲ့ငလိဘေးတန်တဲ့ပြည်သူတွေကိုနော်ထမင်းလို့ဒီဝင်ခပြီးတော့ ပို့ဆောင်ပေးလည်းရှိတယ်ချက်ပြီးတော့ထမင်းနေဟင်းတွေချက်ပြီးတော့လှူလည်းရှိတယ်ပေါ့အိမ်နိုင်အိမ်ရောက်ဆိုတော့အဲ့ဒီအိမ်တွေကကိုကျွန်မတက်နိုင်သလားငွေ3သိန်းကိုကြီးထောက်ပံ့ပေးပါတယ်အဲဒါကတော့ကျွန်မတို့အနိုင်ရောက်အနိုင်ရောက်ဝင်ကိုထားပြီးတော့เนาะကျွန်မတို့နှမ်းတစည်းနဲ့စီမဖြစ်ပေမဲ့နှမ်းစီတွေများတဲ့အခါစီတွေဖြစ်နိုင်ပါတယ်အအရေးကြုံရင်ပြည်သူချင်းချင်းအနားလည်မှုစာနာထောက်ထားမှုနဲ့ကျွန်မတို့ကူညီကယ်ဆယ်ပေးရမယ်အဲ့ဒီလိုမျိုးမဟုတ်ခင်နဲ့เนาะကျွန်မဒီမနက်ကတော့ကျွန်မ comment တစ်ခုတွေးသေးတယ် မြို့ရွာတွေကိုတဲ့မီးရှို့ပြီးဘုံကျဲနေလို့မြို့ရွာတွေမီးလောင်ပြကြနေတုန်းကဘယ်သွားပြီးတည်တည်ကြတာလဲကိုကြီးတော်တော့ခွဲကြခွဲကြနေကိုကြီးတွေဆိုပြီးတော့ပြည်ပနိုင်ငံတွေမှာနေပြီးတော့ကိုမြန်မာပြည်တွင်းကိုနော်ကိုပြည်ကိုအမှန်တကယ်ချိရအောင်မယ်မသိပဲနဲ့ဒီလိုဖျက်လို့ဖျက်စီးစိတ်တွေအငုံစိတ်တွေနဲ့လူတွေလည်းမြန်မာပြည်မှာတိတ်ညားပါတယ်ဆိုတော့မိမိတို့ရဲ့စိတ်တက်ကအငုံစိတ်တက်ဖြစ်နေလားမိမိတို့ရဲ့စိတ်တက်ကဘာလို့မုံမြဲလဲဆိုတာလက်ရှိမှာပြောနေမဟုတ်ပဲနဲ့အလုံးနဲ့တက်တည်ပြကြပါလို့ကျွန်မတိုက်တွန်းချင်ပါတယ်